အားလုံးပဲမင်္ဂလာပါတကံဖေ့ချ်ကနေကြိုဆိုပါရစေဒီနေ့မှာတော့ကျမကလူငယ်များအတွက်မလေးရှားစင်ကာပူဂျပန်စသဖြင့်ဘယ်နိုင်ငံမှာပဲရှိရှိအလုပ်လုပ်နေတဲ့လူငယ်များအတွက်အရေးကြီးတဲ့အမှားစာလေးနည်းနည်းပြောချင်ပါတယ်အဲ့ဒါပါလေဆိုတော့ခါကြတော့ကျမစီမှာအများရမ်းပေါ့နော်အမရဲ့ဂျာမနီနိုင်ငံကိုလာဖို့အတွက်ဘာတွေလိုအပ်လဲဘာတွေပြင်ဆင်ရမလဲဆိုရမယ့်ခုနေအရန်ထက်လာတဲ့ခါမှာကျမဒီအကြောင်းလေးကိုစဉ်းစားမိရတယ်ပေါ့နော်အဲ့တော့ဘာပြောချင်တာလဲခါဆိုတဲ့ခါကြတော့ကျမတို့ တတိယနိုင်ငံလိုမျိုးပေါ့နော်။ Australia, New Zealand, uh USA စသည်သဖြင့်ပေါ့နော်နိုင်ငံ GD မှာဆိုလို့ရှင်အလုတ်လုတ်တဲ့အခြေခံအလုတ်ကအစပေါ့နော်။အခြေခံဆိုတာတရှင်ရဲ့အလုတ်ပဲဖြစ်ဖြစ် Hotel ဘိုင်းကအလုတ်ပဲဖြစ်ဖြစ်အဲစားတော့ဆိုင်မှာအလုတ်လုတ်ရတာပဲဖြစ်ဖြစ်စပူမှုပဲဖြစ်ဖြစ်အဲနော်ဝက်တာပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်ကျွန်တော်တို့အနည်းဆုံးအဲတို့၃နှစ် နော်၃နှစ်ပြီးသားပြီးတော့၃နှစ်ဒီအရာတွေကို experience နဲ့အတူတူ outspill ဆိုတာဒီအတက်မွန်းအောင်ပုံစံပေါ့နော်တက်ထားပြီးတဲ့လူဖြစ်တယ်အဲ့တော့အဲ့ဒီလူတွေကိုရှောင်ပါမယ်ဒီမှာလက်ခံကြတာဖြစ်တယ်အဲ့လိုဖြစ်တဲ့အတူအမလို့ကျမတို့ကျမတို့လူငယ်လေးတွေကကျမတို့မြန်မာနိုင်ငံကနေအသက်16နှစ်19နှစ်ကနေစပြီးနိုင်ငံခြားထွက်လာပြီးတော့အလုပ်လုပ်ကြတယ်ပေါ့နော် အတီးတီးအလုံးမလောက်ဆိုင်လောက်ကင်ကြရတယ်ပေါ့နော်အဲ့တော့၄နှစ်ရှိလာတယ်၅နှစ်ရှိလာပြီ၆နှစ်ရှိလာပြီဆိုတော့ကျွန်မကအာဟိုတယ်မှာအော်မော်ဘော့ဒူမညီမလေးတယောက်ကဟိုတယ်မှာဒူဘိုင်းမှာ၅နှစ်အလုပ်လုပ်ခဲ့ပါတယ်အမရေဂျမနီနိုင်ငံကိုဒီဟိုတယ်ဟိုတယ်အပိုင်းနဲ့အလုပ်လျှောက်လို့ရလားဆိုတဲ့အခါမှာဒီအကြောင်းအရာပေါ်လာတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်မတို့ကဒီဓာတ်ရနိုင်ငံကိုလာလာပြီးတော့အလုပ်လျှောက်ချင်တဲ့လူတွေခါမှာပေါ့နော် ဘာသာစကားအပြင်ပြောတာနော်ဘာသာစကားတော့တက်ကိုတက်ထားရမယ်မတက်မနေရတက်ရပါမယ်ဘေးဘာသာစကားပဲဖြစ်ဖြစ်ကိုသွားမယ့်နိုင်ငံရဲ့ဘာသာစကားတက်ထားရမယ်အဲ့ဒီရဲ့နောက်ကွယ်မှာကျမတို့တက်ထားရတဲ့ရှိတဲ့လက်ရှိအလုပ်အကိုင်းနော်ကျွန်တော်ကစင်နဲ့အလုပ်လုပ်ခဲ့ပါတယ်စင်နဲ့ experience ရှိပါတယ်လို့ပါဆက်ကဘယ်လောက်ပဲပြောနေပါစေကျွန်တော်တို့မှာအတွေ့ဒီ certificate ဆိုတဲ့ဒီအောင်လက်မှတ်မရှိနေခဲ့ဘူးဆိုလို့ရှင်ဒီနိုင်ငံမှာဘလို့မှအလုပ်ရှောက်လို့မရပါဘူးပေါ့နော်အဲ့တော့ အလောက်ရှောက်လို့မရတာဖြစ်တဲ့အတွက်ကျွန်တော်အော့စပီတယ်ဆိုရက်ဒီအသက်မွေးဝမ်းကြောင်းပညာတွေကိုပြန်ပြီးအစနဲ့ပြန်ဆင်းပြီးလုပ်ရတယ်ဘလို့ဒါဆိုလို့ရှင်တော့ဒီမှာအတွက်ကတော့အဆင်မကျွန်တော်လူငယ်လေးတွေအတွက်အသက်30ရှိသွားတဲ့လူတွေတော့ကအချိန်နှစ်ခါနဲ့နာတယ်ဆုံးရှုံးနဲ့နာတယ်အဲ့ဒါကြောင့်မလို့အခုဒီဗီဒီယိုမှာကကျွန်တော်တို့ရဲ့လူငယ်လေးတွေဘယ်နိုင်ငံမှာပဲရောက်ရောက်ဘယ်နေရာမှာပဲရောက်ရောက်ကျွန်တော်တို့ရဲ့နော်ကျွန်တော်တို့ဘာအလုပ်ပဲလုပ်လို့ကျွန်တော်တို့ကို safety gate ပေးမိမယ် အဲတထဲမျိုးကိုရှာပြီးတော့ကျွန်တော်တို့နနစ်တော့မဟုတ်၃နှစ်တော့မဟုတ် safety kit ကိုယူလာခဲ့ကြပါလို့အတိအကမှာချင်ပါတယ်ဘယ်အလို့မှာဘယ်ဖြစ်ဖြစ်ကိုရီကဒီ safety kit ရှိနေခဲ့တယ်ဆိုလို့ရှင်တတိယနိုင်ငံကို refugee အနေနဲ့ပဲရောက်ရောက် asylum နဲ့ပဲရောက်ရောက်အဲအလို့ပုံစံနဲ့ပဲလာလာ hospital နဲ့ပဲလာလာဒီ safety kit တွေကအရင်အကျုံးဝင်ပါတယ်ဗောနော်ကျွန်တော်တို့နနစ်နနစ်၃နှစ်၄နှစ်အနည်းဆုံးကျမတို့ငယ်ချင်းတို့ဆိုကျမရဲ့ကျမနဲ့အတူတူလုပ်ခဲ့လို့၁၀နှစ်ကျော်သွားပြီမလေးရှားမှာလုပ်သေးလို့လေ ဒါပေမဲ့သူတို့မှာ subject ရှိလားဆိုတော့မရှိဘူးအဲ့တော့ကျွန်တော်တို့ subject ကိုရအောင်ယူလာဖို့အတွက်ဒီ video ကတော့အတိကအတိက no so လိုက်တာဖြစ်ပါတယ်ဒါကတော့နိုင်ငံ6ရောက်ပြီးသွားတယ်လို့နိုင်ငံ6မရောက်ရသေးဘူးမြန်မာပြည်မှာကြောင်းတက်နေထိုင်နေတဲ့ကလေးငယ်တွေအတွက်လည်းတခုပြောချင်ပါတယ်အဲ့ဒါကပါလဲဆိုတော့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံရဲ့အခြေအနေအကြောင်းအကြောင်းကြောင့်ဘလို့ပဲဖြစ်နေပါစေဟောကျွန်တော်တို့လူငယ်လေးတွေမြန်မာနိုင်ငံရဲ့အကြောင်းစနစ်တမ်းပြီးတဲ့အထိတက်ပြီးမှပဲနိုင်ငံ6 ထွက်လာဖို့လည်းကြံပေးချင်ပါတယ်။ဘာလို့လဲဆိုတော့ကိုယ့်ရဲ့မြန်မာနိုင်ငံရဲ့အကြောင်းအထက်တန်းကျောင်းတော်မှာပြီးသားပဲနဲ့နိုင်ငံခြားလာတဲ့အခါမှာပြဿနာတွေအများကြီးရှိပြဿနာတွေဘလို့ရှိလဲဆိုတော့ဟာလေကျွန်မဒီတော့ပြောပြဖို့ရယ်ပေါ့နော်။အဲ့တော့ပညာရေးကအခု2025ရောက်လာလေလေ2026ရောက်လာလေလေပူပူပြီးတော့တည့်တည့်တည့်အရေးကြီးလာတယ်။အဲ့တော့ကျမတို့လူငယ်လေးတွေပညာရေးဆုံးကန်းတိုင်အောင်တေချာလေးလာခဲ့ကြပါ။ခမရတို့က12တန်းအောင်သွားပြီး ဆိုလို့ရှိရင်တော့တက်ကရိုတွေတက်သွားပြီးပြီဆိုလို့ရှိရင်ဒီဘက်နိုင်ငံတွေမှာပညာရေးအားဖြစ်တော်လကောင် အော့စပီလ်တုံအားဖြစ်အော့စပီအော့စပီလ်တုံအားဖြစ်တော်လကောင်ဂျာမနီနိုင်ငံမှာလာပြီးလေ့လာတင်ယူလို့ရတယ်အသက်မိုးဝမ်းကြောင်းကိုအော့စပီလ်တုံလို့ခေါ်တယ်ဗောနော်ဒါပေမဲ့အော့စပီအော့စပီလ်တုံတက်ဖို့ကြတော့လေမြန်မာနိုင်ငံရဲ့အထက်တန်းကြောင်းပြီးပြီးချပြီးတာဖြစ်ရမယ်ဗောအဲ့ဒါကြောင့်လို့ကျမတို့ရဲ့လူငယ်လေးတွေပဲနိုင်ငံမှာပဲရောက်ပဲနေရာမှာပဲရှိနေပါစေကျွန်တော်တို့ရဲ့ပတ်စံနာကိုတိတ်မကြည့်ဘဲနဲ့ကျွန်တော်တို့ကို safety gate ပေးနိုင်တဲ့ နော်အဲတထဲမျိုးကိုရှာပြီးတော့ septic gate တွေယူလာခဲ့ကြပါရှိနေပါစေအဲ့ဒီ septic gate ကနေရာနိုင်ငံကြီးတွေမှာဆိုအရန်အထောက်ကိုပြုပါတယ်သူတို့အတိမတ်ပြုစီဖြစ်စေမပြုတည်ဖြစ်စေတာကို basis ကိုရဲ့ကိုရဲ့ဒီ intention လောက်ထားတဲ့သဘောမျိုးဖြစ်သွားရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျမတို့လူငယ်လေးတွေပဲနေရာမှာပဲရှိရှိ septic gate တွေကိုယူလာကြဖို့ရေကိုရှိနေတဲ့နေရာမှာ ိုဘဝတိုးတက်ဖို့အတွက်ဘာသာစကားမိခင်ဘာသာစကားအပြင်အင်တာနက်ရှင်နယ်ဖြစ်တဲ့အင်္ဂလိပ်ဘာသာစကားနောက်ပြီးကိုရောက်နေတဲ့နိုင်ငံရဲ့ဘာသာစကားကိုလေ့လာထားဖို့ဒီဗီဒီယိုကနေတိုက်တွန်းလိုက်ပါရရှင်အားလုံးအထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံကြမယ်ကျမတို့ရဲ့မြန်မာနိုင်ငံကသားသမီးလေးတွေအလုပ်သမားတွေအကုန်လုံးပေါ့နော်လူတိုင်းဒေကင်းကြပါစေလို့ကျမကလည်းဆုတောင်းပေးလိုက်ပါရရှင်ကျေးဇူးတင်ပါတယ်